ကျွန်တော်တို့ဒီဒီမိုကရေစီနိုင်ငံကိုတွောင်းတာဒီမိုကရေစီနိုင်ငံတွောင်းနေတာဒီဒီမိုကရေစီနိုင်ငံမှာမဲပေးတာဒီနိုင်ငံသားတိုင်းရဲ့အခွင့်အရေးပဲမွေးရပါအခွင့်အရေးကျွန်တော်တို့တွောင်းတာဒီမိုကရေစီတွောင်းတာဒီမိုကရေစီမှာမဲပေးရတယ်ဒါအခွင့်အရေးပဲကျွန်တော်တို့အားလုံးမဲပေးကြဖို့လိုတယ်မဲပေးကြဖို့လိုတယ်ဒီအသည့်တရားကျွန်တော်တို့မှလည်းရှိရမှာဖြစ်တယ်လို့အခုတက်ရောက်လာတဲ့မိဘပြည်သူတွေနဲ့ကိုယ့်ရဲ့ဆွေမျိုးသားချင်းတွေကိုယ့်ရဲ့မောင်နှမသားချင်းတွေကိုယ့်ရဲ့အသည့်မိတ်ဆွေတွေရောတို့တို့မှဒီအသည့်ရှိဖို့မလိုဘူးလားဟာစီယုံပေးကြပါ ဟုတ်တယ်နော်ဒါနိုင်ငံသားရဲ့အခွင့်အရေးလေနိုင်ငံသားတိုင်းဒီအခွင့်အရေးကကျွန်တော်တို့မဲပေးရမှာဖြစ်တဲ့တည်းရောမဲမပေးရင်ကျွန်တော်တို့အခွင့်အရေးဆုံးရှုံးသွားရောကျွန်တော်တို့ဆိုနိုင်ငံသားတွေအားလုံးရဲ့အခွင့်အရေးဆုံးရှုံးသွားအောင် Amen, nigga, my love. Nigga, oh, my love. 2010နဲ့2015ကြားထဲမှာကျွန်တော်တို့ပါတီကအောင်မြင်မှုတွေအများကြီးပဲရခဲ့တယ်နော်ကျွန်တော်တို့ခုနကတော့ပြောခဲ့တယ်တာတကတ်တခုပါလဲကျွန်တော်တို့လူတိုင်းအဲဖုန်းတွေဆက်သွင်းနိုင်ကြပြီဟုတ်ပြီနော်ကောင်းပြီတန်တဲ့လုပ်ငန်းတွေလည်းအများကြီးပဲခုနကကျွန်တော်ရှင်းပြတော့တာ3ချက်လောက်4ချက်လောက်ရှိလိမ့်မယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့နိုင်ငံဟာဒီမိုကရေစီရဲ့အစဉ်တန်းတစ်ယောက်ကိုကျွန်တော်တို့ရောက်နေပြီအစဉ်တန်းတစ်ခုကိုရောက်နေပြီဟုတ်ပြီနော်ကျွန်တော်တို့ပိုကောင်းအောင်ကျွန်တော်တို့ကြိုးစားကြဖို့ရှိတာ ဟုတ်ပြီနော်ကျွန်တော်တို့စနစ်ကြီးကျွန်တော်တို့နိုင်ငံကြီးကိုပို့ပြီးတော့ခိုင်မာအောင်လုပ်ဖို့ရှိတာဒါကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့စံပုတ်ဒီပို့မိုခိုင်မာပြည်မြန်မာ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 ဟုတ်တယ် stronger မြန်မာဆိုပြီးတော့ကျွန်တော်အင်္ဂလိပ်လိုပြောပေးထားပါတယ် stronger မြန်မာဟုတ်ပြီနော်ကျွန်တော်တို့ရဲ့ဒါသတင်း message ကြီးဖြစ်ပါတယ်ခေါင်းထဲမှာဒါလေးကိုဆွဲထားပြီးတော့နိုင်ငံတော်ကြီးကိုအားလုံးပို့မိုခိုင်မာအောင်ကျွန်တော်တို့လည်းလက်တွဲတည်ဆောက်ခြင်းနဲ့စံနာလေးတွေဖြစ်ကြမယ်ဆိုလို့ရှိရင် ျွန်တော်အားလုံးလက်တွဲပြီးတော့တူတူတိဆောက်ကြဖို့ကျွန်တော်တို့ဆန္ဒရှိပါတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ပြောကြရင်လည်းဒီကုန်းချုပ်ပါတယ်အားလုံးကြည့်ကြည့်မင်းနေခဲ့မလား